မြောက်ကလာပါမြို့နယ်ကန်တာယာစီပင်နယ်ဖူးပွင့်ဆန်ကော်မတီတို့ပူးပေါင်းကကန်တာယာပန်းချံကိုအစစ်မြင့်ပြီးနောက်ပန်းချံဖွင့်ပွဲကိုအော်တိုဘာလ3ရက်နေ့ကကန်တာယာဝဲတင်မှာပြုလုပ်ခဲ့ပါတယ်ပန်းချံနဲ့ခလေးကစားကွင်းမှာငားဧကကျယ်ဝန်းတဲ့မြေဧကပေါ်မှာတည်ဆောက်ထားတာပါဖွံ့ဖွဲနေ့မှာလည်းဖြော်ပြေးအစီအစဉ်တွေကိုပြုလုပ်ခဲ့ပါတယ် so mm high. -hmm. ပန်းချံဝင်ချင်းမှာအခမဲ့ဖြစ်ပြီးအပန်းဖြစ်နိုင်တာနဲ့ပတ်သက်ပြီးဖူးပွင့်ဆန်ကုမ္ပဏီရဲ့ထွေထွေမန်နေဂျာဦးသိန်းဦးကအခုလိုပြောပါတယ်ကျွန်တော်တို့ public area မှာတော့ဝင်ချင်းမရှိဘူးပေါ့နော်ဟောဆက်ကစားခွင့်မှာဆိုတော့သူတို့ဟိုဟာကစားတဲ့အနေထားပေါ်မူတည်ပြီးတော့ဟောဖွင့်ပွဲဖွင့်လှစ်မှုနဲ့အတူတရုတ်ဆောင်တွေအပြင်အစိုးရတွေကလည်းဖျော်ဖြေခဲ့တယ်လို့ခန်းသီးမုတ်စနွေးမကင်းမုတ်ဖတ်ထုတ်မုတ်ကြစီမုတ်လိပ်ပြမုတ်လုံးကြီးပြာရည်တုတ်တာကူရွှေရင်အေးမုတ်လက်ဆောင် အစားရှိတဲ့မြန်မာမုန်းတွေကိုရောင်းချတဲ့ဈေးရောင်းပွဲကိုလည်းပြုလုပ်ခဲ့ပါဗျ။ဈေးရောင်းပွဲကရရှိတဲ့အမြတ်ငွေတွေကိုလည်းရေပင်းသင့်ဒေသအတွက်လှူဒါန်းမှုပြုလုပ်မယ်လို့ဆိုပါတယ်။ပန်းချင်ကြီးပဲမဟုတ်ပဲလေဒီလိုမျိုးလောက်တာကြတော့ဟိုကောင်းတယ်ဘလို့ဆိုရောဈေးဝယ်တဲ့ခါကျအနားယူတဲ့ခါကျတော့ဈေးဝယ်လို့ရတယ်နောက်ပြီးတော့ပြင်းတဲ့ခါကျတော့ဈေးကစားခွင့်မစိတ်ပဲဖြစ်ရပါဘူးပန်းချင်ဝန်တွင်မှာကလေးအာကစားခွင့်ကိုဖွင့်လှစ်ထားပြီးပင်လယ်ဓားအာကာသလွင်ပြင်ပကံပြားပြန်ကော်ဖီခွက်ကိုလှည့်ပြီးကစားရတဲ့ကစားနည်း အစရှိတဲ့ကစားနည်းစနစ်မျိုးကိုထည့်သွင်းဖွင့်လှစ်ထားပါတယ်။ကစားကွင်းအပြင်နောက်ပိုင်းမှာအပန်းပြေစင်တာကိုပါဖွင့်လှစ်သွားဖို့ရှိပြီးလိုင်းတူရေလွှာအပန်းပြေစခန်းကိုလည်းတည်ဆောက်ဖို့ရှိနေပါတယ်။ဒီစဉ်ထူးခြားတဲ့သတင်းတွေကိုချိန်ညက်တပြင်းညီတင်ဆက်ပေးနေတဲ့ Level Up TV ရဲ့သတင်းအစီအစဉ်ပုံမှန်ဆက်ကိုပုံမှန်ဆက်ချစ်တို့နဲ့တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီးအခုလိုထောင်နံတွေချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။တရားတွင်ထူးခြားသတင်းတွေကိုစူးစီးတင်ပြတဲ့ Level Up TV ရဲ့နေ့စဉ်သတင်းအစီအစဉ် ဒီနေ့လာနေမှာတော့ Facebook ဘူဘူကွင်ရက်တွေမှာလူကြိုက်များနေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Facebook ထိုင်ချက်ဒုတ်တန်စီစဉ်တပတ်တွင်းကျင်းပခဲ့တဲ့ခန္ဓာစီစဉ်တွေလှုပ်ရှားမှုအကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Insight မြန်မာဒုတ်တန်စီစဉ်ကိုတော့အင်ကာနေမှာတင်ဆက်ပေးနေပါတယ်ဘုဒ္ဓဟူးနေ့မှာတော့ထင်ရှားတဲ့ပုံကိုယ်တွေအမှုပညာရှင်တွေနေပေတကူမှာကျွမ်းကျင်တဲ့သူတွေရဲ့အကြောင်းကိုမင်းမြန်တင်ဆက်ပေးနေတဲ့မိသက်ပါဆန်ဒုတ်တန်စီစဉ် နောက်ဆုံးပေါ်နီးပညာတွေကိုတင်ဆက်ပေးနေတဲ့ Beyond Technology နဲ့ Public Voice ရုပ်သံအစီအစဉ်ကိုတော့ကြာလာပရင်းနေမှာကြည့်ရှုရမှာပါ။တောက်ကြနေမှာတော့ဂျပန်တွင်းဖြစ်ပွားခဲ့တဲ့မူကင်းဖြစ်ရပ်တွေကိုတုံသက်တင်ပြပေးနေတဲ့ Crime Report ရုပ်သံအစီအစဉ်တနင်္လာနေ့အတွက်တပတ်တွင်းဘောလုံးပွဲပွဲစဉ်တွေကြောင်းကျယ်ပြန့်စွာသုံးသက်တင်ပြထားတဲ့ဖော်ဘောတော်ချူရုပ်သံအစီအစဉ်နဲ့ နှစ်ပတ်တကြိမ်စနေနေ့မှာတင်ဆက်မယ်ရုပ်သံသတင်းမှတ်တမ်းအစီအစဉ်ပြည်တွင်းမှာလက်ကလောဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကိုသက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့နိုင်တိုင်းချွတ်ချွတ်မင်းမြန်းထားတဲ့ exclusive interview ရုပ်သံအစီအစဉ်နဲ့လာမယ့်ရွေးကောက်ပွဲမှာမဲပေးကြမဲ့သူတွေအတွက်မဲပညာပေးအစီအစဉ်ဖြစ်တဲ့ Lashim Top ရုပ်သံအစီအစဉ်တွေကိုတင်းနေနေ့မှာကြီးစုနိုင်ပါတယ် ကျောင်းရစုံလင်လာတဲ့ရုပ်တံစီစဉ်နေပြင်ထူခြားဆန်းသက်ပြီးရတမျိုးစုံတင်ဆက်ပေးမယ့်ရုပ်တံစီစဉ်ကောင်းများစွာကို11 web tv ကဆက်လက်တင်ဆက်သွားဖို့ရှိပါတယ်